ောကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကို အရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စီးနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါတရုတ်မြန်မာနယ်စပ်ကမူဆယ်မြို့မှာဌာနဆိုင်ရာတွေထံလိုင်းကျေးပေးဆောင်ခြင်းမရှိပဲ ဖွင့်လင့်ထားတဲ့ကြားဖြန့်ရုံနေုံဟာဝင်ရောက်စီးနှင်ခံခဲ့ရပြီးကြားဖြန့်လောက်ကင်တူတရုတ်နိုင်ငံသား42ဦးနဲ့မြန်မာနိုင်ငံသား69ဦးစုစုပေါင်း138ဦးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။မူဆယ်မျိုးစွန်စော်ရက်ကွက်တစ်ကတလန်းနဲ့နလန်းကြားကကြားဖြန့်ရုံနဲ့ဟူနာရက်ကွက်မှာဖွင့်လင့်ထားတဲ့ကြားဖြန့်ရုံကိုမြို့နယ်ရဲတပ်ဖွဲ့နဲ့အင်အား15ဦးပါဝင်တဲ့စစ်ကောင်စီတပ်တွေကမနေ့ဇွန်လ16ရက်မနက်စောပိုင်းဝင်ကျင်မှာဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖန်စီယာမီရဲ့တရုတ်နိုင်ငံသားတွေကိုပြည်နယ်လမ်းပေးကနန်းတော်ပေါကနေတရုတ်ထံပြန်လည်လွှဲပြောင်းပေးမှာဖြစ်ပြီးမြန်မာနိုင်ငံသားတွေကိုတော့ဆက်တွယ်ရေးဥပဒေနဲ့တရားစွဲဆိုသွားမှာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်မှာလည်းစစ်ကောင်စီတပ်နဲ့သူတို့ရဲ့လက်အောက်ခံရဲတပ်ဖွဲ့တို့ကမူဆယ်မြို့မှာကြားဖြန့် လာရောက်လုတ်ကိုင်းသူတရုတ်နိုင်ငံသားတထောင်ကျော်နဲ့2024ခုနှစ်မှာတရုတ်နိုင်ငံသား900ဝန်းကျင်ပူပေါင်းဖမ်းဆီးခဲ့ပြီးသူတို့တွေအားလုံးကိုတရုတ်ထံပြန်လည်လွှဲပြောင်းပေးခဲ့ဖို့ပါတယ်။